ကျမတော်မူကြပါစို့ခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့အော်တိုဘလာ၂ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့စစ်ကောင်စီဖမ်းဆီးထားတဲ့ရခိုင်အမျိုးသမီးတေးတန်ရှင်စုမြတ်ထက်ပြန်လည်လွတ်မြောက်လာကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီဖမ်းဆီးထားတဲ့ရခိုင်မြန်မာတေးတန်ရှင်မဆုမြတ်ထက် 2025ခုနှစ်စက်တင်ဘာလဒုတိယအပတ်မှာပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းဒီမနက်နီးစပ်သူများကတည်ပြထားကြပါတယ်။ဒေသရှင်ရခိုင်အမျိုးသမီးမဆုမြတ်ထက်ကို2024ခုနှစ်အော်တိုဘာလ9ရက်နေ့နေ့လယ်တနာရီမှာရန်ကုန်တိုင်းတာမွေမြို့နယ်နေအိမ်ကနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားခြင်းဖြစ်ပါတယ်။မဆုမြတ်ထက်ကိုပြည်ပမှာရှိတဲ့အဖွဲ့တစ်ခုရဲ့ Facebook လူမှုကွန်ရက်အကောင့်မှာအက်ဒမင်ဖြစ်နေခြင်းရင်းလူမှုကွန်ရက်အကောင့်မှာဆုမြတ်ထက်ထံကိုငွေအများပြားလွှဲထားခြင်း အကြံပတ်အဖွဲ့ကငွေကြေးထောက်ပံ့တယ်လို့ဆွဆွဲချက်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးသွားခြင်းဖြစ်ပါတယ်။မရန်ကုန်မြို့နယ်ရှစ်မိုင်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းစစ်ကြောရေးမှရက်အကြာကြီးစစ်ဆီးခံရပြီးဖမ်းဆီးချုပ်နှောင်ခံရပြီးတဲ့နောက်တနစ်ကျော်အကြာမှပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပါတယ်။မဆုမြတ်ထံမှာတရားသည်လွတ်မြောက်လာခြင်းမဟုတ်ဘဲအာမခန့်ဂရိခံဝန်ချက်တွေနဲ့ပြန်လည်လွတ်မြောက်လာခြင်းဖြစ်တဲ့အတွက်လက်တလုံးမှာသတင်းမီဒီယာများနဲ့တွဲဆုံနိုင်မှုမရှိကြောင်းနှိစက်သူတဦးကဆိုပါတယ်။ လွမြောက်လာတာကတော့အတီးပြုတ်လို့ရပါတယ်နှစ်ပတ်လောက်တော့ရှိပါပြီအမခနဲ့လွတ်လာတာလို့ကနက်ဦးတော်တည်ထားတယ်အသေးစိတ်အချက်လက်ကတော့ထုတ်ဖော်မပြောဘူးတရင်မီဒီယာတွေနဲ့လည်းဖြစ်ကြားပေးတာမလုပ်ချင်ဘူးသူ့လုံခြုံရေးအရာထင်ပါတယ်လို့ဆိုပါတယ်တင်ငင်းကျွန်းခရိုင်တရားရုံးမှာမဆုမြတ်ထအားအမခနဲ့လွမြောက်လာခြင်းဖြစ်ကြောင်းကနက်ဦးစုံစမ်းသိရှိရပါတယ်မဆုမြတ်ထားပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလအတွင်းကရခိုင်ပြည်မင်းပြမြို့နယ်ရေကြီးမှုရေမာရေဘေးတောက်ခတဲ့မြောက်ကိုကုညီကေစေးမြတ်လှုပ်ဆောင်ပေးခဲ့ကြောင်းသိရှိရပါတယ် ဲ့ဒီနောက်ပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ဆွဆွဲချက်တွေနဲ့ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်းနဲ့မဆုမြတ်တာရခိုင်ပြည်မှအောင်မြို့ဒေသခံအမျိုးသမီးတဦးလည်းဖြစ်ပါတယ်။မဆုမြတ်တာရေကုံမြို့မှာသူ့မိသားစုဝင်များနဲ့တူနေထိုင်ကာတည်တချင်းများနဲ့အတမွေးဝမ်းကြောင်းပြုနေသူတဦးလည်းဖြစ်ပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့မြောက်ဝတီရစ်တက်ဖွဲ့မှုရင်းမှုအွန်လိုင်းထီ62နှစ်မြောက်ရစ်တက်ဖွဲ့နေ့ညစာစားပွဲတက်ပြီး KTV ဟိုင်းကမ်းမှာမူရစ်စီအလွန်အကျွံတုံးဆွဲပြီးတည်ဆုံအုံနောက်တွေးကြောက်ပေါက်တယ်လို့ ကျင်းနဲ့တင်ပြပြီးတရင်လိမ်လည်ဖြန့်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီရဲတပ်ဖွဲ့မှရင်းမှုအောင်နိုင်ထီဟာရမန်နီမှာကြာရောက်တဲ့62နှစ်မြောက်ရဲတပ်ဖွဲ့နှင့်ညစာစားပွဲပြီး KTV ကိုတွားရောက်ကဟိုင်းကဲမှာအပျော်လွန်မူရစ်စီအလွန်ကျွံသုံးဆွဲတဲ့အတွက်သိဆုံးသောကြောင်းမြောက်ရီမြို့နယ်ရဲတပ်ဖွဲ့မှရေးတရင်ရှိမြစ်ကပြောဆိုပါတယ်။အော်တိုဘလတရနေ့ဟာ62နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပြီးရင်းနှီးနေကင်းပိုင်းမှာမြောက်ရီခဲမှာအထိမ့်မှအခမ်းအနားပြုလုပ်ခဲ့ကြောင်းညပိုင်းမှာညစာစားပွဲပြုလုပ်ခဲ့ပြီးနောက် မြောက်ဝတီမြို့နယ်ရေတပ်ဖွဲ့မှရဲမှုအွန်လိုင်းတီးမှချားရဲအရာရှိအချို့နဲ့အတူ KDB ဟိုင်းကန်းကိုတောင်းရောက်ကတောက်ဆတ်မှုရပြောပါခဲ့ကြကြောင်းအဲ့ဒီနောက် KDB မှာပင်မှုရစေဝါအလွန်ကျုံသုံးဆွဲမှုကြောင့်တိတ်ဆုံးသွားခဲ့ကြောင်းသိရှိရပါတယ်အဲ့ဒီလိုမှုရစေဝါသုံးဆွဲရင်းတိတ်ဆုံးခဲ့ပေမဲ့လည်းမြောက်ဝတီမြို့နယ်ရေတပ်ဖွဲ့ကသက်ဆိုင်ရာရဲချုပ်ရုံးနဲ့ပြည်ထောင်ဝန်ကြီးဌာနကိုကြီးနဲ့အစီရင်ခံစာတင်ပြရမှာတော့အုံနောက်တွေးကြပြတ်၍တိတ်ဆုံးသွားတယ်လို့လိမ့်လေတင်ပြထားကြောင်းသိရှိရပါတယ် ရေယုံကျုံနဲ့ပြည်ထောင်စုဝန်ကြီးဌာနကိုလိမ့်လည်တင်ပြထားတဲ့ရေကြီးတဲ့စာမောင်းအော်တိုဘလ2ရက်နေ့မနက်3:30မိနစ်အချိန်မြို့နယ်ရစ်တက်ဖွင့်မှုအောင်နိုင်ဦးဟာနေအိမ်မှာတတိလက်မူးလက်နေဒီကိုတောင်ဝန်ကျတူရဲအုပ်ဝင်းကိုကိုကတွေ့ရှိခဲ့တဲ့အတွက်အခြားရစ်တက်ဖွဲ့ဝင်များနဲ့အတူမြောက်ပရိခေပြည်သူစေယုံကြီးကိုပို့ဆောင်ခဲ့ကြအောင်အဲဒီလိုတင်ဖို့စင်မှာမြောက်ပရိခေစေယုံမှတာဝန်ကျဆရာဝန်ဒေါက်တာအောင်ကောင်းမြတ်ကလက်ခံ၍အရေးပေါ်လူနာဆောင်မှစီကူတာပေးခဲ့ကြအောင် စေကူတမှုခံယူနေစဉ်ရဲမှုအောင်နိုင်ဦးဟာမနက်3:55မိနစ်အချိန်အုံနောက်သွေးကြောပေါက်ရောဂါနဲ့တိတ်ဆုံးသွားခဲ့ကြောင်းရဲမှုအောင်နိုင်ဦးတိတ်ဆုံးမှုနဲ့ပတ်သက်၍၎င်းရဲ့မိသားစုထံကိုဆက်သွယ်အကြောင်းကြားထားရှိပါကြောင်းတကြိုဆောင်ရွက်မှုအားအချိန်နဲ့တပြေးညီဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိနိုင်ပါရန်တင်ပြအပ်ပါသည်လို့လိမ့်လည်ရေးသားထားပါတယ်62နှစ်ပြည့်နှစ်ပတ်လည်ရေတပ်ဖွဲ့ဒင်နာအပြီမှာ KDV ကိုဆက်သွွားခဲ့ကြတာဒင်နာမှာကလေးကအရက်ကအတော်တောက်ထားပြီးသား KDV ဟိုင်းကန်တွေမှာပါ အီးတွေကီတွေထပ်သုံးတော့နှစ်ပင်လင်ကုန်တာပဲ KTV ကနေပဲအကုန်ဝိုင်းပြီးစေးုံပို့ကြတာမြောက်ရီကတော်တော်များများတည်ကြတယ်မနေ့ညကဖြစ်သွားတော့ကိုလို့မြောက်ရီအခြေစိုက်တရင်ချင်းမြစ်တူကပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့ကျန့်ဖွက်ကိုမင်းအောင်လိုင်းစစ်လွတ်တဲ့စစ်ဘုံကြုံများအတွက်ရွေးကောက်ပွဲဝင်မဲ့ကုန်ကြငွေနဲ့မဲဆွေစီယုံရေးဈေးများအပြည့်အစုံယူဆောင်လာပါတီရေးရစီမံခန့်ခွဲမှုကိစ္စများဘိုးကော်မတီဝင်အဆင့်ပင်ပေးမသိတော့ကြောင်းတင်ဆက်ပေးပါမယ် ်ချက်ဖို့ပါတီကိုမင်းအောင်လှိုင်စီလွတ်တဲ့စစ်ဘုတ်ကြိုကြီးများအတွက်ရွေးကောက်ပွဲဝင်မဲ့ကုန်ကျစရိတ်နဲ့မဲဆွယ်စီယုံရေးစီများအပြည့်အစုံယူဆောင်လာတယ်လို့သိရှိထားကြောင်းကြန့်ခိုင်ရေးပါတီသတင်းရှိမြစ်ကပြောဆိုပါတယ်စစ်တမလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ညိုစောအောင်လင်းတွေမြတ်တွန်းဦးတင်အောင်စန်းနဲ့ဒုတိယဘုတ်ကြိုကြီး6ဦးဖြစ်ကြတဲ့စစ်တပ်ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဟောင်းဒုတိယဘုတ်ကြိုကြီးကံမြင့်တန်း OTS 66အမတ်တုံးစစ်စင်ရဲ့အထူးဖွဲ့မှုဒုဗိုလ်ချုပ်ကြီးတေစကျော် DSC 28အမှတ်6စစ်စင်ရေးအထူးဖွဲ့မှုဒုဗိုလ်ချုပ်ကြီးတပ်ပုံ DSC 29စီရေးချုပ်ဒုဗိုလ်ချုပ်ကြီးဖုံးမြတ် OTS 73စီရတူခန့်ချုပ်ဒုဗိုလ်ချုပ်ကြီးလင်းအောင် DSC 26တမတော်စစ်စင်ရေးနဲ့စီရင်စစ်ချုပ်ကြီးရီလီဒုဗိုလ်ချုပ်ကြီးစိုးတင်နိုင် DSC 31တို့အပါအဝင်မင်းအောင်လိုင်စီလွတ်လိုက်တဲ့စစ်တဲအရာရှိများဌာနဆိုင်ရာအရာရှိများမှာချက်ဖို့ပါတီမှတစ်ဆင့်ရွေးကောက်ပွဲဝင်ပြိုင်ကြမှာဖြစ်ကြောင်း အဲ့ဒီလိုရွေးကောက်ပွဲဝင်ရမှာ၎င်းတို့ရွေးကောက်ပွဲဝင်မဲ့ကုန်ကျစရိတ်များနဲ့မဲဆွယ်စီယုံစရိတ်တွေကိုတပါးတည်းယူဆောင်လာပြီးချက်ပုတ်ပါတီကမြေတီကုန်ကျမှုမှာထပ်မံစိုက်ဆရာမလိုကြောင်းသိရှိရပါတယ်။တက်ကလာတဲ့ကွန်ဆလေလောင်းတွေကမဲဆွယ်စီယုံစရိတ်ကဆလို့ကွန်ဆလေလောင်းစရိတ်အကုန်လုံးတပါးတည်းယူလာတယ်လို့သိရတယ်။ပါတီဘက်ကဘာမှစိုက်ထုတ်စရာမလိုဘူးလို့သိရတယ်။လူတွေရောငွေကြေးတွေရောတပါးတည်းပါတာ။နောက်ပြီးသူတို့ရုံးအဖွဲ့တွေနဲ့သူတို့လာကြတာပါတီဘက်ကဘာမှစီစဉ်ပေးစရာမလိုဘူး။ ဥပမာဆိုရင်ဘူချုပ်ကြီးအောင်လင်းတွေဆိုရင်ရွေးကောက်ပွဲဝင်ဖို့အတွက်သူ့ရဲ့ကိုရီးအရာရှိအဖွဲ့နဲ့ရုပ်အဖွဲ့ကပါတီကိုလာပြီးကိုရီးအချင်းဖြီတာလိုအပ်တဲ့စာရွက်စာတမ်းလာတင်ဒါရီလုပ်တယ်သူတို့လူကြီးလာရင်ရုံးထိုင်မဲ့နေရအခန်းကအစပါတီဌာနချုပ်မှလာကြည့်ပြီးစီစဉ်တယ်လို့ကြန့်ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါတယ်လက်ရှိကြန့်ခိုင်ရေးပါတီမှာအမတ်လောင်းများရွေးချယ်မှုနဲ့ပတ်သက်၍၎င်းရွေးကောက်ပွဲအပြီးဖြစ်ပေါ်လာနိုင်တဲ့အခင်းအကျင်းများနဲ့ပတ်သက်ပြီးမင်းအောင်လှိုင်ကပင်အဆက်ဆက်အရာရာစီစဉ်ညွှန်ကြားနေကာ ပါတီဥက္ကဋ္ဌခင်ကြီးဘိုးအလုံးမှုဆောင်တဲ့မင်းအွန်လိုင်းတို့အကြာတိုက်ရိုက်ညွန်ကြားမှု ခံယူလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။ပါတီကတက်ချုပ်ရဲ့ညွန်ကြားမှုခံယူလုပ်နေတယ်လို့ဒီလိုပဲပြောလို့ရပါတယ်။ဘိုးကော်မတီဝင်အဆင့်တောင်မှတိကျွယ်မရှိတော့ဘူး။တချို့ကိစ္စတွေကဥက္ကဋ္ဌ CEC နဲ့တက်ချုပ်အကြမ်းမှတိုက်ရိုက်လုပ်နေကြတာလို့ကြက်ကန်ရေးပါတီတရင်ရှိမိကပြောဆိုပါတယ်။အကြံဖတ်စစ်ခေါင်းဆောင်မင်းအွန်လိုင်းအမိန့်နဲ့ကြက်ပွက်ပါတီကိုဘိုးချုပ်ကြီးအဆင့်မှအောက်ခြေအဆင့်ထိစစ်အရာရှိများ ရုံးအုပ်နဲ့တကြကြီးဈေးများပါမကြမ်းစုစုပေါင်းအင်အား489ဦးပြောင်းရွှေ့လာကြောင်းသိရှိရပါရခင်ဗျာ။ထပ်မတင်ဆက်ပေးကြတဲ့ကတော့တက္ကသိုလ်လေ့ကျင့်ရေးတက်ဖွဲ့ဝင်ဆရာဆရာမနဲ့ကျောင်းသားများကိုစစ်တမ်းပေးနေကြောင်းတင်ဆက်ပေးပါမယ်။တက္ကသိုလ်လေ့ကျင့်ရေးတက်ဖွဲ့ဝင်ဆရာဆရာမနဲ့ကျောင်းသားတွေကိုစစ်တမ်းပေးနေတယ်လို့စစ်ကောင်စီကအော်တိုဘလာတရနေ့ညကထုတ်ပြန်ပါတယ်။ NaN CDM ကျောင်းဆရာမတယောက်ကဒီလိုအချိန်မျိုးမှာဘယ်သူကသူတို့ရဲ့စစ်တမ်းကိုတက်ချင်မှာလဲ။ကျမတို့လည်းကြောက်တယ် တက်ရမဲလို့စာထွက်ထားတာမဖြစ်မနေကိုတက်ရမဲတဲ့အဲ့ဒီတင်နန်းကိုတက်ရမဲလို့ပြောနေကြကလေးကကျမတို့အလုတ်ထွက်ချင်းစိတ်ပေါက်တယ်ဒါပေမဲ့လည်းမိဘတွေကကြတော့လူကြီးတွေဆိုတော့ကြောက်တယ်လေမတက်ရင်စစ်တပ်ကဖမ်းလိုက်မယ်ဆိုပြီးပြောတယ်ဒီချိန်မှမှအလုတ်ထွက်စာတင်ရင်လဲစစ်လန်းစီလန်းလုံမယ်လေဒါကြောင့်တက်ရလားလို့ဆိုပါတယ်အဲ့ဒီစစ်တင်တန်းကိုကာကွယ်ရေးဦးစီးချုပ်ယုံကြည်ပြည်သူစစ်နေကြတက်များညွှန်ကြားရေးမှုယုံတွေရဲ့တက္ကသိုလ်လေ့ကျင့်ရေးတက်တွေကတင်ပေးနေတာလည်းဖြစ်ပါတယ် ထုတ်ပြန်ချက်မှာစစ်တပ်နဲ့တက်နေတဲ့ဆရာဆရာမចောင်းသားတွေကသူတို့ကိုယ်တိုင်ဆန္ဒပြတဲ့သူတွေဖြစ်တယ်လို့လည်းဖော်ပြထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့မြန်မာလူငယ်တွေကိုပံ့ပိုးကူညီရေးကုလသမဂ္ဂအစည်းအဝေးမှာဖင်လန်နိုင်ငံအလီပေပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်မြန်မာပြည်ရဲ့လူငယ်မျိုးဆက်သစ်တွေကိုပံ့ပိုးကူညီဖို့ဖင်လန်အနေနဲ့ဂရုပြုကြောင်းဖင်လန်ပညာရေးဝန်ကြီးကကုလသမဂ္ဂအစည်းအဝေးတည့်ရမှာပြောဆိုခဲ့တယ်လို့ scan asia တရင်ထဏကအော်ရိုဘလာတရင်ညီမတရင်ဖော်ပြထားပါတယ် နယူးယောက်မြို့မှာ80ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေစဉ်အတွင်းမြန်မာအရေးဘေးပေါက်ဆွေးနွေးပွဲတစ်ခုမှာဖင်လန်ပညာရေးဝန်ကြီး Anders Elder Cruz ကအခုလိုထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ဖင်လန်နိုင်ငံဟာသူ့ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ကုလသမဂ္ဂမှပူးပေါင်းဆောင်ရွက်မှုဖြစ်ပညာရေးနဲ့တန်းတူပါဝင်မှုရဲ့အရေးပါပုံကိုအစဉ်တစိုက်အလီပီပြောဆိုလေးရှိတာပါ။ဖင်လန်ပညာရေးနဲ့ရည်ကြီးမှုဝန်ကြီးဌာနကိုစားလာရောက်ပြောကြားခဲ့သူဝန်ကြီး Edla Cruz က လူငယ်တွေကိုပညာရေးကတဆင့်စွမ်းဆောင်ရည်မြင့်တင်ပေးဖို့နဲ့ဒီမိုကရေစီလုပ်ငန်းစဉ်တွေအတွင်ပူးပေါင်းပါဝင်ခွင့်ပြုဖို့အရေးကြီးဆုံးဖြစ်ကြောင်းအလေးပေးပြောဆိုခဲ့ပါတယ်။မြန်မာပြည်အတွက်ငြိမ်းချမ်းတဲ့ဒီမိုကရေစီအနာဂတ်ကိုပုံဖော်ရမှာစုံလင်ကွဲပြားတဲ့မြန်မာလူငယ်တွေအလုံးပါဝင်နိုင်ရေးနိုင်ငံတကာမိဖက်တွေနဲ့အတူဖင်လန်အနေနဲ့လက်တွဲလှုပ်ဆောင်သွားဖို့စဉ်သစ်ရှိကြောင်းသူကဆိုပါတယ်။ကုလသမဂ္ဂထွေထွေညီလာခံအတွင်းတက်ရောက်လာတဲ့နိုင်ငံတွေနဲ့အဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေဟာမြန်မာအရေးစင်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအပါအဝင်အခြားသောကိစ္စရပ်တွေလည်းဆွေးနွေးခဲ့ကြတယ်လို့သိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေသည့်ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ